ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့နိုင်ရီကံပြူဟာကုန်းတိုက်ပွဲမှာအကြမ်းဖက်စစ်တပ်တပ်ဖွဲ့ဝင်26ဦးအရှင်ဖမ်းမိပြီးလက်နက်ခဲယမ်းတချို့သိမ်းဆီးရမိခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်။ရခိုင်မကွေအန်ယိုးဘော်ကနိုင်ရီကံပြူဟာကုန်းတိုက်ပွဲနှစ်လအတွင်းအကြမ်းဖက်စစ်တပ်တပ်ဖွဲ့ဝင်26ရာ အရှင်ဖမ်းမိပြီးလက်နက်ခဲယမ်းတချို့ကိုပါသိမ်းဆီးရမိခဲ့တယ်လို့ချင်းခါခွဲရေးတပ်အရှိုးနိုဝင်ဘာလ2ရက်နေ့စွဲနဲ့ထုတ်ပြန်ပါတယ်။ စက်တင်ဘာလမှအောက်တိုဘာလအတွင်းစစ်ကော်မရှင်ရဲ့မတရားသဖြင့်စစ်မှုထမ်းရန်စုဆောင်ခံရတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်26ယောက်အရှင်ဖမ်းဆီးရမိခဲ့ပြီးနှက်ရီကန်လမ်းဟောင်းတစ်လျှောက်နေမြေရှင်းလင်းရေးလှုပ်ဆောင်စဉ်မှာလက်နက်ငယ်၄လက်နဲ့ခဲယမ်းအများအပြားတင်ဆီးရမိခဲ့တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြပါဗျာ။ တိုက်ပွဲနှစ်လကာလအတွင်း CDF အရှိုကတပ်ဖွဲ့ဝင်၂ယောက်အသက်ပေးလူခဲ့ရပြီးခြေလက်အင်္ဂါဆုံးရှုံးသူ၂ယောက်အခြားထိခိုက်ဒဏ်ရာရရှိသူတပ်ဖွဲ့ဝင်၇ယောက်ရှိခဲ့တယ်လို့ဆိုပါတယ်။လက်ရှိနေရီကန်လေကြောင်းရံကာကွယ်ရေးဗျူဟာကုန်းကို အာရခတပ်တော်နဲ့ပူပေါင်းမဟာမိတ်တပ်ဖွဲ့တွေကဝိုင်းရံပိတ်ဆို့ထားပြီးပူပေါင်းတိုက်ခိုက်နေပါတယ်ရှင်။